င်းပေးမင်လာညာကျန်လေးပါရှင်။ကျမတို့ရဲ့ Ghost Story Channel မှာပြန်လည်ပြီးကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ပြည်သက်များနားဆင်နိုင်ဖို့အတွက်စာရေးဆရာအောင်လေးရဲ့အညာတရားရေးတာကြတဲ့ Online Meeting ဆိုတဲ့ဆက်လက်လေးရဲ့အပိုင်းတစ်ပဲဖြစ်ပါရစေ။ခံစားအားပေးနားဆင်မိပါရှင်။ညမော်လေးကြည်စိုးနေပြီးတကောင်ကျော်လို့ငှက်ဆိုးတွေအားလည်းထိုးနေတယ်။သူအချိန်မှာတော့ကြောင်ဖြူရွာလေးရဲ့လေကင်းထဲမှာတော့ပညာသေးများပညာပြိုင်နေကြတယ်။ဟာ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 လူကြီးတယောက်ရဲ့ရည်တန်း သင်ကြားရေးတစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။ဘလို့လဲစုံထိနဲ့စုံမရဲ့။နင်တို့ပညာကြာကုန်မဲလား။ဒီအချိန်မှာစုံမကနင်ကငါတို့ရွာကိုလဲလာသေးတယ်။ငါတို့ကိုစော်ကားသေးတယ်။ငါတို့ပညာမကုန်သေးဘူးဟဲ့။ဒီမှာလာပြီးငါတို့ရဲ့နောက်ဆုံးဆက် ခံပြီးတော့လို့ပြောပြီးတော့စုံထိနဲ့စုံမကလဝါနှစ်ဖက်ကိုဘူကအယောင်တွေထွက်လာပြီးခနာစကားပြောနေတဲ့လူကြီးစီကို ပြစ်လိုက်လေတယ်။ထိုလူကြီးကတတရရပဲလာတဲ့အလင်းတန်ကြီးကိုလက်နဲ့ပုတ်ထုတ်လိုက်လေတယ်။ဟာဟာ ကဲနင်တို့လဲ့ပြီးငှလေပေါ်လို့ဆိုကအမေရောင်စက်တန်းကြီးနဲ့ပြစ်လိုက်လေတယ်။ဆုံးထင်းနဲ့ဆုံးမလေးမကနိုင်ပဲအသက်ပြောက်သွားလေတယ်။ဟာဟာဟာဘယ်ရမလဲကွာကဝေရစာထင်မြရဲကွာလို့သဘောကျစွာရည်နေလိုက်တယ်။ထိုချိန်မှာတင်းကြိုင်တဲကတစ်ပင်ကြီးရဲ့တပင်ရဲ့အနောက်မှာကောင်းလေးတယောက်ရဲ့ငုံတန်းကိုကြားလိုက်ရှာလေတယ်။အဲ့ဒါကတော့ခုနကဖြစ်ပျက်ကိုမြင်လိုက်တဲ့ ဆုံးထင်းနဲ့ဆုံးမရရဲ့တာလီမြင့်တင်မှာပဲ။ကောင်းလေးရလေသူ့ဖေနဲ့အမေကိုတတ်လိုက်တဲ့လူရဲ့မျက်နှာကိုတည်တည်ချာချာမှတ်သားလိုက်တယ်။သူကြည့်လိုက်ရင် ပြန်လဲစားကြည့်မယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့။ကလေးလေးကလည်းအဖေနဲ့အမေတည်တာကိုမြင်ပြီးဝမ်းနဲ့ကြည်ခွင်းစွာတင်ကြိုင်တဲ့ကထွက်သွားလိုက်တယ်။သူချင်းရကိုကဝေရစာမောင်များဆိုရဲသူမတိလိုက်ပါချင်းသူ့ဖေနဲ့အမေတီတော့မင်းတင်ရဲ့အသက်မှာ15နှစ်သာရှိသေးတယ်။တနေ့ကျရင်သူ့ဖေနဲ့အမေအတွက် လက်စားချိမဲဆိုရဲစိနေတယောက်တည်းချိဦးတဲ့ရထွက်လာလေတယ်လူလေးမင်းတင်ရနောက်မှာဘိုးတယောက်ရဲ့ခေါ်တန်းကိုကြားလိုက်လေတယ်မင်းတင်လှည့်ချလိုက်တော့ထိုဘိုးကိုမင်းတင်အားလူလေးစီမှာစားစရာလေးဘာလေးများမပအောင်လာကွယ်အဘဘိုက်စာလိုပါကွယ်တိုးရီနေတော့အတန်ဖြင့်ပြောနေရာကြောင်းတနာကအိတ်ထဲမှာရှိတဲ့ချက်မင်းထုံနဲ့ရေဘူးကိုပေးလေတယ်ဂျိုကာအဖိုးမဒါသူဒါသူဒါသူ အခုလိုအဘအထမင်းထုံနေရေပူးလိုတဲ့အတွက်ဖုံးကြည့်လိုအသက်ရှိပါစေလူတိုင်းတတာရရပါစေခွေပေးရစုနဲ့ပြေးပါစေအဘအိတ်ခွေဒါနဲ့လူလေးကဘယ်ရလာလဲခွေမင်းတင်လေသူကြုံတွေ့ခဲ့ရတွေကိုအဘအပြောပြလိုက်လို့တယ်သူကအဘမှာဩလူလေးဘွားလေတဲလေစိုးပါလားခွေဟုတ်ပါရဲ့အဘရေကျွန်တော်ဘွားအတော်စိုးပါရဲ့ပြီးတော့ကျွန်တော်ရဲ့အဖေနဲ့အမေကိုတတ်တော်ရတဲ့လူကို ပြန်တက်ရမှကျွန်တော်ကျင်တတ်မှာပါအေးကွယ်အညိုသည်အနရိယတွေကလည်းမသေးပါလားကွယ်ဒါလည်းဝကြွေသမျိုးပေါ့ကွယ်ကျွန်တော်အဖေနဲ့အမေကိုတတ်သွားတဲ့အဲ့လူရုံမောင်ကျွန်တော်ရသည်များပညာတင်ပြီးတက်မယ်လူလေးအောင်လည်းပညာသင်ကျင်လာလူလေးဘယ်နဲ့ပြောလိုက်ပါတည်းအဖရဲ့သင်ကျင်တာပေါ့အေးကွယ်လူလေးသင်ကျင်အဖသင်ပေးမယ်အဖတကယ်ပြောရလားအဖတကယ်ပေါ့ကွယ်ဝမ်းသာလိုက်ကြပါဗျာမင်းတင်လေ လက်စားချင်ရတော့မယ်ဆိုတဲ့စိတ်နဲ့ပြောနေလေတယ်။တွေ့ကြသေးတာပေါ့။ကဝေစုပ်ရဲ့ဟုဆိုကကျင်းနေလေတယ်။ပညာကတင်ညာတင်ပေးမှလားဗျ။အေးဟုတ်တယ်ကွ။အဘာတင်ညာလူလေးကိုတင်ပေးမယ်။သူချိန်မှာမင်းတင်လေခြေထွက်တာကြာအင်းကြီးချွလိုက်လေတယ်။သူကအဘာမှာမင်းတင်ရဲ့ရင်ဘက်မှာစာတန်းတွေအားတွေ့သွားလေတယ်။သူကအဘာအံ့ဩ၍မျက်လုံးပြိုသွားလေတယ်။ဟင်?တကြသက်ဆောက်ကားထား။ကဲဆန်းလေးရတော့ဒီလောက်ပါပဲ။ဟင်? တခြားသဆောက်ခါထာအဘအမင်းတင်ရဲ့ယင်ပတ်မှာစာရီအားအံ့ဩတကြီးချိနေလေတယ်။မင်းတင်လည်းအဘကအခုလိုပြုံးစားကြည့်ချက်သွားတာကြောင့်လက်နောင်လန့်သွားတယ်။မင်းတင်လည်းသူရဲ့ယင်ပတ်ကစာရီကဘာများဖြစ်လို့လဲသိချင်တာကြောင့်မေးလိုက်လေတယ်။အဘကျွန်တော်ယင်ပတ်ကစာရီကဘာဖြစ်လို့လဲအဘ။အဘမင်းတင်မေးတော့ကိုပြန်ပြေးပဲကာထာအားစိုက်ကြည့်ပြီးမင်းတင်ကိုပြန်မေးလေတယ်။လူလီမင်းတို့ဒီကာထာဘယ်သူကထိုးပေးထားလဲ။ မင်းတင်လဲသူရဲ့ရင်ပန်အားပြန်ကြည့်ပြီးကြည်လီတယ်။သားငငယ်တော့အဖေနဲ့အမေကိုမေးကြည့်တော့မွေးကလေးကပါတာတဲ့။ဟေးမွေးကလေးကပါတာဟုတ်လား။ဟုတ်ကဲ့ပါဘာဖြစ်လို့လဲ။အဖာမမင်းတင်ကိုကြည့်ပြီးပြုံးနေလေတယ်။ပြီးမှမင်းတင်ကိုလူလေးရလူထူးစက်မဲ့ခွဲဘာဖြစ်လို့လဲပါ။ဘာဖြစ်လို့လဲဆိုတော့လူလေးရဲ့ရင်ပန်မှာဂါထာတကြမ်းမင်းရလက်တုံးတော်ဂါထာပဲကွ။အဲဒီဂါထာကိုအတူရနဲ့တွေ့နတ်ဆိုးဘလူ အောင်းနှက်ဖြစ်တဲ့အတွင်39မင်းအပြန်39မင်းအရန်39မင်းစာရီပုဂ္ဂိုလ်တွေဟာကြောက်ကြရဲကွမင်းတင်လေထုခါသားကြောင့်တီးချင်တာကြောင့်အဖအမေးမြန်းနေတယ်အဖအဲ့ဒီခါသားကြောင့်ကျွန်တော်ရှင်းပြပါလားအေးကွလူလေးတီးချင်နေဆိုရင်တော့ပြောပြမယ်ကွယူစနာရှက်တောင်းလေးတောင်းအမြင်ရှိသောမြို့မတောင်ကြီးဤအလေတွင်တော်ရဒိန်တာနတ်မြို့ကြီးတီးရှိလေတယ်သူနတ်မြို့ကြီးအား တောဆခဏပါသောနတ်မင်းကျူ၏ကောင်းချုပ်ဖြစ်သောတကြမင်းဦးမရကအုတ်ချုပ်ပြီးကိုဝေရာနတ်မင်းကြီးအပါဝဲနတ်စစ်သူကြီးလေးပါကအရှိအနောင်တောင်မြောက်လေးမျက်နှာကိုအတီတီစောင့်ကြကြလိမ့်တယ်။နတ်မျိုးကြီးအားပထမအားလိန်ဒုတိယအားလိန်တတိယအားလိန်စတုထအားလိန်ပြစမအားလိန်ဟုပြီးနတ်စစ်တီများအထက်ထဲစောင့်ကြကြလိမ့်တယ်။တိုက်ကြလို့ အတူရညစစ်တီတို့တော်ရတိန်တာနှမ်းမျိုးကြီးကငါတို့နဲ့တာထိုက်တန်တယ်တိုက်ကြတော့အတူရညစစ်တီတို့ကစစ်မှန်ချေကတော်ရတိန်တာနှမ်းမျိုးကြီးဟာမြစ်မတော်အောက်ချေမှာချသူတက်ကတိမ်ပိုင်လေတယ်အတူရညစစ်တီနဲ့တော်ရတိန်တာညစစ်တီတို့စစ်တီတို့စစ်ပွဲကတဖြည်းဖြည်းပြင်းထန်လာလေတယ်နောက်ဆုံးတော်ရတိန်တာညစစ်တီတို့ရှုံးကနှမ်းမျိုးကြီးအားထားခဲ့ပြီးအသက်လူကထွက်ပြေးကြလေတယ် အတူရာနာစစ်တီတို့လည်းသူတို့စစ်နိုင်သောအခါတည်ရမြပြည့်အောင်ပွဲခံကြလေတယ်။အတူရာတို့လည်းတည်ရအမှုလွန်ပြီးအကုန်လုံးမထနိုင်ကြတော့ပြီ။ထိုခွင့်ရေးကိုစောင့်နေသောတရဒိန်တာနာစစ်တီတို့ကတည်ရအမှုလွန်ပြီးမထနိုင်သောအတူရာတို့ကိုမြစ်မောတာအောက်တို့ပြစ်ကြလေတယ်။အတူရာနာမည်အပါဝဲနတ်စစ်တီတို့လည်းအမှုပြေပြီးနိုးလာတော့ခါမိမိတို့မြေမောတာအောက်တို့ပြေချခံချာအဒီကိုတရေရလေတဲ့ ်ထိုချိန်ကတခွဲ့ပန်းပွင့်ချိန်ချက်တဲ့အတူနဲ့တို့ဒီလေတခွဲ့ပန်းပွင့်ချိန်တိုင်းမိမိတို့မြို့မတော်အောင်ပြချခံထားခဲ့ရတာကိုသတိရပြီး အမြတ်ချက်ကတခွဲ့ပန်းပွင့်ချိန်တိုင်းတရဒိန်တာနဲ့ပြီးကိုတတ်ပြီးစိတ်ခင်လေအတရာနတ်တို့နဲ့တရဒိန်တာနဲ့တို့စိတ်ခင်တိုင်းနိုင်တလေရှုံးတလေရှိကြရီး တခါတော့အတူရာနက်စစ်တီတို့တဝဒိန်တာနက်မြို့ကြီးထဲသို့ဆေးချီလာရာမြို့ထဲတို့ရောက်သည်နှင့်မြို့၏ထောက်လီတောက်တွင်ရှိသောတကြမင်းဆိုင်ထူထားသောတကြသက်ဆောက်ကထားအာမြင်ပြီးလက်နေချကထွက်ပြေးလေတယ်။ထိုချိန်မှစ၍ဤကတာအာတကြသက်ဆောက်ကထားဟုခေါ်ကြနေတယ်။လူလီအဲဒီကထားရဲ့တမန်ကြတော့ဒီလောက်ပဲကွ။ဟုတ်ကဲ့ပါတော်တော်စိတ်ဝင်စားစရာကောင်းတာပဲ။အဲဒီကထားတော်တော်လေးစွမ်းပုံရတယ်။ စမ်းနာဖို့ကွယ်တမ်းမဲ့လူလေးကအောက်လန်းပညာတက်ထားရင်တော့အဲဤကတာအစမ်းပြမှာမဟုတ်ဘူးကွယ်လူလေးကတနည်းအလင်းဘက်ကူမှသာအဲဤကတာစမ်းပါကွယ်ဟုတ်ကဲ့ပါဘာပဲဖြစ်ဖြစ်ရပါရဲ့ကျွန်တော်ရဲ့အဖေနဲ့အမေကိုလက်စားချေခွင့်ရရင်ကျေနပ်ပါပဲအေးပါကွယ်ဩတနည်းအဖအပြားစရာရှိသေးတယ်အဘဟုဆိုကလွဲဤတေကစင်းရောင်ဘူးလေးကိုထုတ်ပေးလိုက်လေတယ်ဟမ်ဒါဒါအောင်လေရစာကြီးတယောက်ရဲ့ပညာဘူးပဲ လန်းတင်အော်အော်သွားလေတယ်။အဘယ်ကြောင့်ဆိုတော့သူခေါက်လာတော့ဘူးလေးမှာ အော်လန်းဆရာကြီးတယောက်ရဲ့ပညာဘူးဖြစ်နေအောင်ဖြစ်တယ်။အဘမှာမင်းတင်အားမေးလေတယ်။လူလေးဒီဘူးလေးကိုဘယ်ရလဲကွ။ကျွန်တော်လမ်းသွားရင်းနဲ့ကောက်လာရတာပါပညာဘူးမှန်လဲကျွန်တော်မသိပါဘူးဗျာလူလေးကံကောင်းတာပါကွအောင်လဲရာစာကြီးတယောက်ရဲ့ပညာဘူးဆိုတော့အစင်းမြင့်တဲ့ကျင့်စဉ်တွေကျင့်စရာမလိုတော့ပဲအစမ်းတွေရတာပါကွကဲလူလေးလေအတော်ဆောင်နေပြီဆိုတော့ ကျိုရီတင်နာရွာတင်ကြရဲ့ဇေယတခုမှနာပြီးညကြရင်လူလေးကိုအဘပညာဘူးတွင်ပေးမယ်ကွဟုတ်ကဲ့အဘမင်းတင်တို့လည်းသူတို့ထိုင်းနေတော့နေရနာကရွာရဲ့တင်ကြိုင်ကဇေယမှနာပြီးညရောက်တဲ့အခါပညာဘူးတွင်ပေးလေတယ်ကဲလူလေးကိုအဘပညာဘူးတွင်ပေးမယ်မဆက်ကိုဟာထားစိတ်ကိုလည်းတည်ငြိမ်အောင်ထားထားမင်းတင်လည်းအဘပြောတဲ့အတိုင်းမဆက်ဟာကစိတ်ကိုတည်ငြိမ်အောင်ထိန်းထားလေတယ်အဘလည်း မင်းတင်ရဲ့ပါဇက်ထဲကိုပညာဘူထည့်ပေးလိုက်လေတဲ့ပညာဘူပါဇက်ထဲရောက်သွားသည်နီမင်းတင်ရဲ့ကိုဟာပေါ့ပါသွားပြီးအာရင်တွေပြစ်သူလို့ဖြစ်သွားတယ်ပြီးတော့မင်းတင်ရဲ့ကိုဟာလေပေါ်တို့မြောက်တက်သွားလေတယ်အပါမမင်းတင်ကိုကြည့်ပြီးအောင်ပြီဟဲ့အောင်ပြီဟုအော်လေတယ်ပြီးတော့အပါမင်းတင်ကို လူလီအောက်ကိုဆင်းလာခင်ုံကွယ်မင်းတင်လည်းမြေပြင်ကိုစိန်ညွှန်လိုက်တယ်နီအောက်တို့သူ့လူလူဆင်းသွားလေတယ်ပြီးတော့အပါ ူလေးရဲ့ပညာအတော်ထက်နေပြီခွဲ့ဒါဆိုရင်ကျွန်တော်အဖေကိုတတ်တော်ရဲကဝေးကောင်ရှင်းနိုင်ပြီပေါ့နော်ဗျအေးပေါ့ကွယ်ဒါမဲ့သူကလေကဝေးရာဇာကြီးတယောက်ဆိုတော့ရှော့တက်လို့မရဘူးကွယ်ဟုတ်ကဲ့ပါမင်းတန်တို့စကားပြောနေစဉ်ကောင်းကင်မှာလင်းတကြီးတကောင် အတွင်တို့ဆင်လာရင်မြေပြင်တို့လင်းတကြီးရောက်တဲ့နေ့မိမကြီးတယောက်ဖြတ်သွားနေတယ်တို့မိမကြီးမှာမင်းတန်တို့ဟာငားနေကိုလာပြီးငှောက်အကြောင်းမကြပဲပညာဘူးတွင်းနေပေါ့လေဟုတ်လားအောက်လင်းကောင်လေး အသက်မမထန်ထန်နဲ့ဟိဟောက်နေဒီကိုကြားတော့အခါမင်းတင်စိတ်တူတော့ပြီးတိုင်မလို့အလုံးအဘလူလေးမလုံနဲ့အဲ့ဒီပြဿနာကိုအဘရှင်းမယ်အဘသားရအကြောင်းမင်းတင်လေးဘေးဖယ်နေလိုက်တယ်အဘမထုံဆုံမောက်ကြည့်ပြီးတောက်တချိုက်ခောက်ကမြေပြင်ကိုဖနောက်နဲ့ပေါက်လိုက်လေတယ်ဒုခဆုံးမမြေပြင်ပေါ်မှာလူလိမ့်နေတယ်ဆုံးမလည်းမနိုင်မှန်းသိတာကြောင့်ဆရာကြီးကိုတောင်းပန်လေတယ် ကျွန်မအရှုံးပေးပါရယ်ကျွန်မခွလွတ်ပါစရာကြီးကောင်းပြီဒီတစ်ခါတော့ခွလွတ်လိုက်မယ်နောက်တစ်ခါဆိုရင်မလွယ်ဘူးမက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်စရာကြီးစရာကြီးတို့နာမည်လေးကိုပြောပြခဲ့ပါလားစရာကြီးတို့ကစရာကြီးကငါနာမည်ဒီဝမင်းတရားလေးသူ့နာမည်ကိုပြောလေတယ်ကျွန်တော်နာမည်မင်းတင်ပါဟုတ်ကဲ့ပါစရာကြီးတို့အခုညင်လို့ရင် ကျွန်မနာမည်မဲတင်လို့တာတလိုက်ပါ အရောက်လာခဲ့ပါမယ်အခုတော့သွားခွင့်ပြုပါအောင်ကောင်းပြီ ဆုံးမလည်းပြန်သွားရောဆရာကြီးမင်းကျင်ကိုလူလီဒီညတော့နားလိုက်ုံကွယ်မနေ့ပြန်ကြမှာပညာတစက်တက်ပေးမယ်ကွယ်ဟုတ်ကဲ့အဖမင်းကျင်လည်းအဖကိုနှုတ်ဆက်ပြီးအေးအော်ဝင်ခဲ့လေတယ်ပင်ပန်းမှုတန်းကြောင့်လေခေါင်းကျတည်နေအိပ်ပျော်သွားလေတယ်မင်းကျင်ပင်ပန်းမှုတန်းရင်းကြောင့်မျက်လုံးမိတ်လိုက်တည်နေအိပ်ပျော်သွားလေတယ်မိုးလင့်တော့အဖနိုးမှပဲနိုးတော့လေတယ်လူလီထတော့ကွယ်နေရထန်းတပြားတော့ကြောနေပြီဟုတ်ကဲ့အဖကျွန်တော်ထပါပြီ လူလေးထပြီးဆိုရင်ဟိုကခုံပေါ်မှာတင်ထားတဲ့ထမင်းကျန်နဲ့ပဲပြုတ်ရှိတယ်။မျက်နှာတက်ပြီးတော့သားစားချေခွဲ။မင်းတင်အော်တော်သားလေးတွေအဖအမေကစားစရာမရှိလို့သူစီမှာပါတဲ့ထမင်းနဲ့ရေဘူးကိုပေးလိုက်တယ်မဟုတ်လား။အခုဘလို့လို့ပြီးတော့ထမင်းနဲ့ပဲပြုတ်ကရလာလေဟုစဉ်းစားနေတယ်။ဂျိုကအဖမမင်းတင်အားလူလေးစဉ်းစားနေနေခွဲ။ဒါရင်လူလေးနောက်တော့တိလာမှာပါ။အခုတော့စားစရာရှိတာစားပြီးပညာတစဉ်တက်ရမယ်။ မင်းတင်လေအဖအသူစိတ်ကိုတိနေရာကြောင်းဘာမှဆက်မတွေ့တော့ပဲမျက်နှာတက်ပြီးအဖပြေးတဲ့ခွန်ပေါ်တမင်နဲ့ပဲပြုတ်ကို စားလိုက်တယ်မင်းတင်လေတမင်စားပြီးတော့အဖလိုက်ရှာတော့ဇေယအောင်မှတွေ့ရာကြောင်းအဖနာသွားပြီးညလာသွားတဲ့အဆုံးမအကြောင်းကိုမေးလိုက်တယ်ညလာသွားတဲ့အဆုံးမဘယ်ရလဲပြီးတော့တိနေရာသူ့နယ်လို့လဲပြောသားသေးတယ်တို့ခါအဖမမင်းတင်အာကြီးရေပြောလိုက်တယ်လူလီညလာသွားတဲ့အဆုံးမ ဒီဟာနီချောဇက်ကရွာသူတယောက်ပဲပြီးတော့သူ့နယ်လို့ပြောသွားတာကပညာတယ်တွေကသူ့နယ်ကိုနယ်ဆိုပြီးတော့နယ်မြေတက်မှတ်ပြီးနေကြတယ်ပညာတယ်တယောက်ကတခြားနယ်သွားမယ်ဆိုရင်သူသွားမဲ့နေရာပညာတယ်စီ ခွင့်တောင်းရတယ်ခွင့်မတောင်းဘဲဝင်လို့ရတော့သူတီကိုတီပညာပြန်ရတယ်ပညာပြန်ရင်လည်းအရန်ကြောက်စရာကောင်းတယ်ရှုံးရင်အတီတက်ပြစ်တယ်ဟမ်အဲ့လောက်ထိတော်လားအဖအေးကွဲ့ ဒါဆိုရင်ညတော့ကပညာလာပြိုင်ပြီးရှုံးသွားတဲ့ဆုံးမကိုကျတော့ဘာလို့မတတ်တာလဲဒါတော့ဒီလိုကွယ်လူတယောက်ကိုမမဲတိလို့တောင်းမယ်ခွလွပေးရတယ်ကွယ်ခွမလို့ပဲလက်လွတ်စပယ်လွတ်လိုက်မယ်ဆိုရင် သူ့မကနေကို့မှာဖျက်တက်တယ်ကွယ်ဟုတ်ကဲ့ပါမင်းတင်လေဆုံးအောင်စိတ်ဝင်စားတဲ့ဖြင့်အဘအမေမြန်လေးတယ်အဘကျွန်တော်ဆုံးအောင်မလို့နည်းနည်းလောက်ပြောပြပါလားအေးကွယ်လူလေးတိကျရင်ပြောပြမေးကွယ်ဟုတ်ကဲ့အဘလောကရဲ့အင်ကိုတီ ကျင်းရင်ချင်းအရာဆုံးမျိုးခုနပါရှိတယ်ဟုဆိုရင်ရင်းတို့ကခြေဆုံးခေါင်းဆုံးကိုဆုံးမောက်လုံးဆုံးမောက်ပြားဆုံးအိတ်တလိဆုံးကေဝေမြောက်ဆုံးဟု၍ခုနှစ်မျိုးသည်တစ်ခြေဆုံးသည်တတိတိပွင့်ကိုသာစား၍ခြေဟုတော်လကောင်ခြေရကိုတော်လကောင်ကိုရိုင်းကာယမှာဖန်ဆားနိုင်သည်ဟုအဆိုရှိတယ်ရင်းကိုရွာသူဟုလည်းခေါ်ကြတယ်နှင့်ခေါင်းဆုံးသည်တတိမဲ့ အချိုးချင်းကိုစား၍အရက်ကိုတလကောင်းခြေရောက်ကိုတလကောင်းကိုရိုင်းထီရမှဖန်ဆားနိုင်နေရင်းကိုနှစ်ဖက်တက်ဖို့လေခေါ်ကြတယ်၃ကိုစုံးတီမစဉ်ချေးချောက်ကိုသာစား၍ခြေရောက်ကိုတိုင်ထီရမှဖန်ဆားနိုင်နေရင်းကိုစင်ကွက်ဖို့လေခေါ်ကြတယ်လေမောက်လုံးစုံးတီအတွေ့အတာအရေးကိုစား၍ကိုရိုင်းမြရထီရနာရှုရမှဖန်ဆားနိုင်နေရင်းကိုစုံးဖို့လေခေါ်ကြတယ် ငါမောက်ပြာဆုံးကအူအတဲအမြင့်ကိုစား၍မောက်လုံးဆုံးကဲ့သို့ပင် ကိုရိုင်းမီဟာထင်ဟာနန်းရှုံရမှသာဖန်ဆာနိုင်တယ်ရင်ကိုရွာသမင်းဟုလည်းခေါ်ကြတယ်6အိတ်တလိတ်ဆုံးဒီအကြောအလောအစိအိတ်တို့ကိုစား၍အမီနာမကိုတရားမှာမိမိလက်အောင်ရှင်39နတ်မင်းတို့ကို စေပါခိုင်ခန့်ဖန်ဆာနိုင်တယ်ရင်ကိုဇောကနီဟုလည်းခေါ်ကြတယ်ခွန်ကဝေမြောက်ဆုံးက လူတွင်လူတာလူရိုးတို့ကိုစား၍အမိနာမကိုတရားမှာမိမိလက်အောင်နတ်တို့ကိုစေပါခိုင်ခန့်ဖန်ဆားနိုင်တဲ့ယွန်းကိုဝေဟုလေခေါ်ကြတယ်။ခြေဆုံခေါင်းဆုံကိုဆုံသုံးယောက်တို့သည်လူအသေးအောင်မဖန်ဆားနိုင်။ကြံလျောက်သောဆုံးတို့သာလျှင်လူအသေးအောင်ဖန်ဆားနိုင်သည်ဟုအဆိုရှိတယ်။ကဝေတရာကျန်အလို၌ခြေဆုံခေါင်းဆုံကိုဆုံမျောက်လုံးဆုံမောက်ပြားဆုံတို့သည် ရင်းတို့ဤကိုကိုရာနဲ့အထုမရှိခြင်းကြောင့်မိမိတို့ကိုယ်တိုင်ဖန်ဆာကြရင်အိတ်တလိဆုံးနဲ့ကဝေမြောက်ဆုံးတွေ့နိုင်မှုအထုကိုကိုယ်တော်နဲ့များရှိခြင်းကြောင့်ရင်းတို့ကိုစေစား၍ဖန်ဆာနိုင်သည်ဟုဆိုရဲအထုတော်ကြံပြုပုဂ္ဂိုလ်တို့ရဲ့အလိုနိုင်မောဂနီကိုစုံမှု၍မပြခြင်းမိစ္ဆာနတ်စိန်ဟုသာဆိုကြရင်ကဝေတရာကြံအလိုဇွန်နရီဟုရ၌တင့်ဒီဝဇောကနီအောက်လန်နတ်ဆိုနိုင်ယုံများနဲ့ ပြက်ကဇောကနီဇာနေရှင်သောနတ်စိမ်းများ၃ရခဇောကနီဘလူတယေဖုတ်ပိတ်တာများ၄ကန္ဒရာဇောကနီအခြားပါဇောကနီတို့ကိုအစိုးရသောနတ်စိမ်းများဟု၍ဇောကနီ၄မျိုးရှိတယ်။စုံကြတော့အဲ့ဒါပဲကွ့ဟုတ်ကဲ့ပါအခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ရပါတယ်ကွ့ကဲအခုလူလေးကိုပညာတစ်စင်တက်ပေးမယ်ကွ့အခုတက်ပေးမယ်ပညာချင်းစင်ဟာမီးမော်ပဲ။ ဒီမီးမော်ကတာမဲမီးမော်မဟုတ်ဘူးနာမင်းတွေရဲ့အသက်ကိုတော့ချွေးနိုင်တဲ့ပညာရှင်တစ်ခုပဲအဲလောက်ထိတော့လာပါ ဟုတ်တယ်ကွကဲပညာကျင့်စဉ်တက်ပြီမယ်အသက်ကိုဝအောင်ရှုစိတ်ကိုတည်ငြိမ်အောင်ထားဘာတန်ကြကြမျက်လုံးဖွင့်မကျင်နဲ့အဘရပြီဆိုမှ မျက်လုံးကိုဖွင့်ကြည့်ကြားလာခွေဟုတ်ကဲ့အဘမင်းတင်လေအသက်ကိုဝအောင်ရှုစိတ်ကိုညိအောင်ထားလိုက်တယ်အဘမင်းတင်ရဲ့ခေါင်းကိုဂိုင်းကောင်းဗစက်မတတတရွံ့နေလေတဲ့အချိန်နှင်းငယ်ကြတော့ မင်းတင်ကောင်တက်ပြေးပြေးပူလာပြီးချေတီချေပေါက်များကြလာတယ်။မင်းတင်လည်းမခနိုင်တော့တဲ့အစုံမြေပြင်ပေါ်သို့လဲကြကန်ဒီမှာအဘမင်းတင်ဟာလူလီတောက်ခန့်ထားစေပြီးတော့မယ်။မင်းတင်လည်းအဘတန်ကြားတဲ့ပြေစိတ်ကိုစူးစီးလိုက်ပြီးကိုယ်ထိန်ထားလေတယ်။ခနာကြောင်တော့အဘမှာအောင်ဘီဟိအောင်ဘီဆွေအတန်ကိုကြားပြီးမင်းတင်လည်းအဘတန်ကြားပြီးမကြမီမေ့လေတော်လေတယ်။ညနေအောင်ရောက်တော့မင်းတင်လက်နိုးလာလေတယ်။ မင်းတင်လေအဘကိုလိုက်ရှာကြည့်တော့ဇေယအောင်မမင်းလုံနေလေတယ်။အဘလည်းမင်းတင်ကိုတွေ့တော့အခါလူလီနိုးပြီလားခွဲ့ဟုတ်ကဲ့ဗျကျွန်တော်နိုးပါပြီ။တနေ့အဘကိုကျွန်တော်မေးစရာလေးရှိလို့မင်းလို့ရမလားဗျ။ရပါတယ်ခွဲ့မေးပါ။ဟိုတခေါက်တော့ကအဘနဲ့ကျွန်တော်နာမည်မေးတော့အဘနာမည်ကဒေဝါလို့ပြောတယ်။အဲ့နာမည်ကအဘနာမည်ရင်လား။အေးခွဲ့ဒေဝါဆိုတာကအဘရဲ့နာမည်အရင်ခွဲ့ဘာဖြစ်လို့လဲလူရဲ့။ဘာမှမဟုတ်ပါဗျာ။ဒီတိုင်းမေးကြည့်တာပါ။အေးခွဲ့ လူလေးကိုအဘပေးစရာရှိတယ်။ကျွန်တော်ဘာပေးမှလဲပါ။အဘရဲ့နောက်ဆုံးဆက်ဖြစ်တဲ့ဓာကြီးလေးပါးဆက်ကိုလူလေးကိုပေးခဲ့မလို့ကွ။အဲဒီဆက်နဲ့ဆိုရင်ဆက်နဲ့ကျိုးကဝေတွေကဝေရစာတွေလောက်တော့ဖနော်တစ်ချက်ပေါ့ယုံနဲ့တွေးရနိုင်တယ်ကွ။မင်းတဲ့နေရာဘာစီမစကားကိုကြားရခါအလွန်အော်တော်လိမ့်တယ်။ဆက်နဲ့ကျိုးကဝေတွေကဝေရစာတွေတော့မခင်နိုင်တဲ့ဆန်းဆိုတော့တော်တော်ပြင်းပုံရတယ်။အဲဒီဆက်နဲ့ဆိုရင်ငါ့ဖေနဲ့အမေကို တက်တဲ့ကဝေးစုပ်ကိုအေးအေးဆေးဆေးတက်လို့ရပြီထို့နောက်အဘာမှာလူလေးကိုအဘာပြည့်တဲ့ဆက်တွေပညာရည်နဲ့လူသားတွေကိုကူညီပါအဘာလည်းအလင်းဖက်ကိုရတော့မယ်ကွလူလေးနဲ့အဘာအခုလိုဆုံတွေ့တာအတိတ်ဘဝကရေစဲချောင်းပဲလူလေးလည်းတနေ့အလင်းဖက်ကိုကူရမှာပဲကွဟုတ်ကဲ့အဘာကျွန်တော်ကတိပေးပါရစေကျွန်တော်ကျွန်တော်ပညာက အောင်လန်းပညာဆိုပေမဲ့ကျွန်တော်တတ်တမညာပညာနဲ့ကူညီမှာပါအေးကွဒါတို့ဒါတို့ဒါတို့ ကဲလူလေးကိုအဖပညာပေးမယ်ပါဇက်ကိုဟထားခွင့်မင်းတင်လေအဖပြောတဲ့အတိုင်းပါဇက်ဟထားလိမ့်တယ်အဖကသူ့စောင်းနေရဲ့ကိုရကိုထုတ်ပြီးကျွေးလိမ့်တယ်မင်းတင်လေအဖကျွေးကိုရကိုစားလိုက်တဲ့နေ့တပြိုင်တည်းကိုရဲမှာအာရင်တွေ ပြေလာသလိုခံစားလိမ့်တယ်ထွန်းတော်အဖမှာကဲလူလေးအဖရဲ့ပညာကုန်လူလေးကိုပေးခဲ့ပြီးခွင့်အဖသွားတော့မယ်ခွဲဟုဆိုကပြောက်သွားလိမ့်တယ်မင်းတင်လေတောင်းတောင်းပြတ်သွားတယ်ပြီးမှယူကြုံမြငိုချလိုက်လိမ့်တယ် မင်းတင်လဲဝမ်းနေတဲ့စိတ်ကိုအာတင်ထားလိုက်လေတဲ့။ဘာပြောတဲ့စကားကိုပြန်လဲချောင်းလိုက်ပြီးခဏရသားသမီးအတက်ပဲဖြစ်ရမည်ဟုဆုံးဖြတ်ချက်ချလိုက်လေတဲ့။မင်းတင်စိတ်ရထဲမှာထိုင်နေစဉ်ရွာထိတ်ကလူနှစ်ယောက်လမ်းလျှောက်ပြီးစကားပြောလာလေတဲ့။ဟုတ်တယ်။ဘလို့လို့မလဲ။တကြီးကငါတို့ဆရာရှာခိုင်းတာ။လာတမယဆရာရီကလည်းပြန်ပြေးကြတာ။အခုကဘယ်ဆရာတော့ရှာမလဲ။ငါလည်းမသိဘူးကွာ။တကြီးကရှာဆိုတော့လေရှာမှာပေါ့ကွာ။ဟုတ်တယ်။ ဟိုစီရဲ့ပေါ်မှာထိုင်းနေရအမေရဝတ်စုံနေဆရာများဖြစ်နေမလားဟာကွာမင်းကလေအောင်လဲဆရာဖြစ်နေဘယ်လိုလုပ်မှာလဲဘယ်လိုပဲဖြစ်ဖြစ်ကွာမင်းကြည့်တော့လေသိရတော့ပေါ့ကွာထို့လူနေအောင်ကမင်းတင်ထိုင်းနေရဲ့ဇေယနာလာပြီးမင်းတင်အားမြို့နောင်ကြီးနောင်ကြီးစေးစရာထင်းနေအရင်တုန်းကဒီနားမှာမတွေ့ဘူးဟုတ်ကဲ့ကျွန်တော်ကနေလဲပြီးစေကုနေရပါဒီလိုဆိုရင်ကျွန်တော်ရွာကယောဂတဲ့ကိုကြည့်ပြလို့ရမလားဟုတ်ကဲ့ရပါတယ်ခင်ဗျာ ကျွန်တော်လိုက်ကြည့်ပေးပါမယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။အဲ့ဒါဆိုရင်ရွာလေးကိုလိုက်ခဲ့ပါလားခင်ဗျာ။ဟုတ်ကဲ့ရပါတယ်ခင်ဗျာလိုက်ခဲ့ပါမယ်။ဒုနယောက်ကမင်းတင်အောင်ဦးဆောင်ပြီးရွာလေးတို့ဝင်လေတယ်။ရွာတဲတို့မဝင်မီရွာသေးတို့မဝင်မီရွာထိတ်မှာဆက်တွေလွတ်ထားတာဗျာ။ကျွန်တော်လည်းဆက်တွေဖြတ်ပြီးရွာတဲတို့ဝင်လေတယ်။ရွာတဲတို့ရောက်တော့အခါပြင်တော်အင်ကြီးတဲ့ရင်တို့ခေါ်သွားလေတယ်။ကျွန်ရောက်တော့အခါလူကြီးတယောက်ကထိုင်းနေပြီးမျက်နှာငယ်ငယ်ပြက်နေတယ်။ အိမ်ပေါ်မှာလေမိန်းလေးတယောက်ကရောင်ကြာရီအတန်ပေါက်နေပြီးဝုံတန်ကျင်းနေနေတယ်ထိုလူကြီးနာတို့မြင်တဲ့အားခေါ်ဆောင်လာသူနှစ်ယောက်ထဲမှာတယောက်သွားပြီးတကြည်သူကစေးစရာဗျရွာပြားစေးရမှာတွေ့လို့ခေါ်လာတာဟုတ်လားဘာပဲဖြစ်ဖြစ်ငါသမီးလေးကိုတော့ကုခံကြည့်ဦးမယ်ကွာထို့နောက်မင်းတဲ့နာကိုလာပြီးငါတို့ရဲ့ဦးလီသမီးကိုကယ်ပေါင်းကွယ်ဟုတ်ကဲ့ကျွန်တော်ကယ်ပေးပါမယ်ဘလို့ဖြစ်တယ်ဆိုတော့ကျွန်တော်ရှင်းပြပါဦးလီတို့လည်းတေချာမသိပါဘူးကွယ် လွန်ခဲ့တဲ့တပတ်အနည်းစပြီးတော့တမလီငိုလိုက်ယူလိုက်နဲ့ပြီးတော့ယောက်ျားတန်ပေါက်ပြီးတကြီးခမရသမီးကိုကြုံနေပေးစားအမေပဲပြောနေတယ်။ဆရာကြီးခေါ်လာလဲစုံနေပြီ။လာတမရဆရာကြီးလည်းပြေးကြတာများပြီ။အခုလဲဆရာခေါ်လာရဲဆိုလို့အိမ်ပေါ်မှာဝန်တိုင်ကျင်းနေတာ။ဟုတ်ကဲ့ကျွန်တော်ကုပေးပါမယ်။ဦးလီကျွန်တော်လွန်နာစီခေါ်သွားပေးပါ။တကြီးလည်းမင်းတရာသူ့သမီးစီခေါ်သွားလိမ့်။အိမ်ပေါ်ရောက်တော့ခါမင်းကလေးကတကြီးအားကြီးက ဘယ်စရာခေါ်လာပြုံးမလဲတကြီးရဲ့ရင်စရာတွေလို့ဒီစရာလည်းပြန်ပြေးခိုင်းစေချင်နေသလားပြောကရင်နေလေတယ်မင်းတင်လေလူနာကိုကြီးကအတော်ဆန်းနေတယ်ပေါ့လေကဝေကောင်ဟုပြောနေတယ်မင်းဒီမိန်းကလေးကိုဘာလို့နှောက်ရှက်နေရလဲထို့ကားကဝေကောင်မမင်းတင်အားအောက်မှာအောင်းလန်းကောင်အများငော့ပြန်ပြောရဲတယ်ပေါ့လေဟုတ်လားငါသမီးရေစာစကားပြောတာကိုလက်မခံတဲ့အပြင်ပါရိုက်လို့မှတ်လောက်အောင်လုပ်တာငါတို့ရအောင်ယူမဲကွာဟာဟာဟာ အလန်ဟုပြောလိုက်တော့ခါကြည်နေသောလူအုပ်ကြီးမှတွန့်သွားလေတယ်။မင်းတည်းလည်းစိတ်မရှိတာနဲ့အဘပေးထားတဲ့မီးမော်ကိုထုတ်လိုက်လေတယ်။ကဝေကောင်ကမီးမော်ကိုမြင်တော့ခါအော်ော်ပြီးမင်းမင်းမီးမော်ကိုဘလို့တက်တာလေ။မင်းလို့ကောင်မီးမော်ကိုတက်တာမဖြစ်နိုင်ဘူး။ဖြစ်နိုင်လို့မင်းတွေးနေရတော့ပေါ့ကွာ။ကြားရကွာကဝေကောင်။မင်းအကုတ်သူငရဲမသွားခံပြုံတော့ကဲ့ကွာ။မင်းမင်းကဝေကောင်စကားပဲမဆုံးလိုက်မင်းတင်ပြလိုက်တော့ မိမောကြောင့်အသက်ထက်သွားလေတယ်။ကဝေးကောင်လည်းထက်သွားရောမင်းလေးလည်းခွေလေကြောက်သွားလေတယ်။မင်းတင်အားတကြီးကို ရေတခွဲခက်ခိုင်းပြီးရေကိုမန်းကတောက်လိုက်လေတယ်။မကြမီမင်းလေးတရိယလာလေတယ်။မင်းလေးတရိယလာတော့ခါကြည့်နေတော့လူတွေကမင်းလေးနားသွားပြီးဖဲ့ရွေဝမ်းသာလို့ငိုရဲလူဟာငိုပျော်လို့ခုန်တဲ့လူဟာခုန်နေလေတယ်။မင်းတင်ကိုတော့ရှိရလို့တော့မတင်ပြီး မင်းတင်လေလူတွေကြားထဲမှာမွန်ကျက်တာကြောင့်အိမ်ပေါ်အဆင်းလာပြီးခြေဝတ်တရားထွက်သွားလေတယ်။ဇလလီရတော့ဒီမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီ။နားဆင်သူတို့တယောက်ချင်းစီတိုင်းကိုအချိုးပြန်ကြည့်စို့ကြပါရရှင်။